ာပါရှင် Astrogarden Channel မှာကြိုဆိုပါရရှင် Astro Today ယနေ့နောက်ခတ်အစီအစဉ်ရေ2025ခုမေလ29ရက်ကြာသပတေးနေ့အတွက်ဆောင်းရန်ရှောင်းရန်ဆောင်းရရမယ့်နောက်ခတ်ချိန်ခါတွေကိုအစီအစဉ်တင်ဆက်သူကျွန်မရွှေရွှန်းအောင်နဲ့မနှစ်ပတ်အနည်းမှာစီစဉ်တင်ဆက်ပေးတော့မှာဖြစ်ပါရရှင် 2025မေလ29ရက်နေ့အတွက်ကြာတာပရိသတ်သမီးများအပေါ်ပုံမူပြီးထိရောက်မှုရှိနိုင်တဲ့ကောင်းကျိုးနှက်ခတ်ခုနှစ်ပါးနဲ့မိမိတို့လုပ်ငန်းကိစ္စရဲ့များဆောင်ရွက်ရန်နှက်ခတ်အချိန်ခါရီကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နနက်6:00မိနစ်မှနနက်6:24မိနစ်အတွင်းဖုံးကန်ကြီးမြင့်တဲ့လုပ်ငန်းများလုပ်ကိုင်နိုင်မဲ့ဒရက်နက်ခတ်ဂိမ်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ နနက်9:00နာရီမှနနက်9:30မိနစ်အတွင်းစန္ဒအောင်မြင်ပြီးမြစ်တရေကိစ္စတွေကောင်းမွန်နိုင်တဲ့ဆုံးနှက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။နနက်1:20မိနစ်မှနနက်1:40မိနစ်အတွင်းဘယ်လုပ်ငန်းပဲလုပ်လို့အောင်မြင်မှုရရှိနိုင်ပြီးကန်စတာထွက်ထွက်ရောက်ရှိနိုင်တဲ့အဓိပတိနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။ နနက်တနိုင်32မိနစ်မှနနက်တနိုင်52မိနစ်အတွင်းရာဒူဩဇာအနာဂတ်နေကြီးမြင့်နိုင်တဲ့ထီးပြူနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။နနက်2နိုင်25မိနစ်မှနနက်2နိုင်45မိနစ်အတွင်းအိမ်ချမ်းမြေရင်အယောင်းဝဲကိစ္စရက်တီပြုလုပ်ရန်ကောင်းမွန်နိုင်တဲ့စင်ပြူနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါလေရှင်။နနက်4နိုင်29မိနစ်မှနနက်4နိုင်39မိနစ်အတွင်း ငွေကြေးရွှေငွေရတနာထိကန်ဆမှုကံတွေကောင်းမွန်နိုင်တဲ့ရတနာနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။နနက်9:44မိနစ်မှနနက်10:04မိနစ်အတွင်းတာသမီထုံးကားရရှိနိုင်တဲ့တန်တီနက်ခတ်ကိန်းကြောက်တဲ့အချိန်ဖြစ်ပါတယ်ရှင်။ ဆက်လက်၍ဒုတိယခန်းကဏ္ဍအနေဖြင့်ကြာသာရေးသားသမီးများအပေါ်ပုံမှန်ထိရောက်နိုင်တဲ့ဆိုရဲနှက်ခတ်နဲ့ပတ်သက်တဲ့နှက်ခတ်ချိန်ခါတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။နေ့လယ်2နာရီ40မိနစ်မှနေ့လယ်3နာရီအတွင်းမှာတော့ထိခိုက်သေးခြင်းပျက်စီးဆုံးရှုံးမှုတွေဖြစ်စေနိုင်တဲ့မရဏနှက်ခတ်ကိန်းကြောက်ရတဲ့အချိန်ခါပဲဖြစ်ပါတယ်ရှင်။ညနေ9:32မိနစ်မှာညနေ9:52မိနစ်အချိန်အရဆိုရင်ဖြင့်အမှုခင်းပြဿနာစိတ်ပူပန်သောကဖြစ်စေနိုင်တဲ့သောကနှက်ခကင်ကြောက်ရတဲ့အချိန်ခါပဲဖြစ်ပါလေရှင်။ နေ့လယ်၁၂နာရီ9မိနစ်မှနေ့လယ်၁၂နာရီ28မိနစ်အချိန်အရဆိုရင်ဖြင့်ဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ဆယ်တိုင်းနက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါတယ်ရှင်။ည၈နာရီ52မိနစ်မှညာ9နာရီ2မိနစ်အချိန်အရဆိုရင်ဖြင့်မိတ်ဆွေတင်ကားတွေဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့မိတ်တုနက်ခတ်ကိန်းကြောက်တဲ့အချိန်ကပဲဖြစ်ပါတယ်ရှင်။ နေ့လယ်7:53မိနစ်မှနေ့လယ်12:73မိနစ်အချိန်အဆင်ဖြင့်အလုံစည်းပွားဆုံးရှုံးပျက်စီးမှုတွေဖြစ်စေနိုင်တဲ့ဘင်္ဂနာခတ်ခင်ကြောက်တဲ့အချိန်ကပဲဖြစ်ပါရဲ့ရှင်။ဒီနောက်ခန့်ချိန်ခါရီယာဆိုရင်ပြီးကြာတာရေးသားသမီးများအပေါ်ပုံမထိရောက်နိုင်တဲ့နောက်ခန့်ချိန်ခါရီပဲဖြစ်ပါရဲ့ရှင်။ဒီနောက်ခန့်ချိန်ခါရီကိုသမီးတို့ရဲ့ဆရာဆရာဦးစရာကိုမှအသေးစိတ်ကိုရံတက်ချက်ပေးထားတာဖြစ်ပါရဲ့ရှင်။သမီးတို့ရဲ့ယနေ့နောက်ခန့်စီစဉ်ကိုဒီလိုအပ်ပေးကြရဲမိသားစုများအားလုံးကိုအထူးပင်ကျေးဇူး